ားလုံးပဲမြင်ပါပါ7 blower နဲ့ပြန်လဲကျူဆွလိုက်ပါတယ်ကိုလိုနီ73ခုဟာဘသူ့ကိုတော်လန်ခဲ့တယ်လေပေါ့နော်ဘာကြောင့်လဲဆိုတာကျွန်တော်အစလေးနဲ့ဆက်လက်ပြီးတော့ဝင်ရပါမယ်ပါတယ်ကျွန်တော်ဒီ American Dollar ရေးဟာ American Revolution ဟာကဘာတမိုင်းမှာတကယ်ကိုအရေးပါတယ်လို့ချောင်းမှုတွေလေးရတခုချက်ပါဒေါ်လာ Revolution နဲ့အများကြီးတွေကလည်းဒီဒေါ်လာရေးရနေပြီးတော့မှ American ပြည်ထောင်စုဆိုတာကိုဖြစ်လာပြီးတော့အဲ American ကကဘာမှာထိတ်တန့်ရည်တည်လာတဲ့နိုင်ငံဖြစ်ပါ ဖြစ်ပေါ်လာတဲ့အခြေခံကြောင်းရင်းတွေလည်းတခုဖြစ်ပါတယ်။ဒါကြောင့်မလို့ဒါကိုလူတွေသမိုင်းပညာရှင်တွေကဒီ American Revolution War ကကမ္ဘာသမိုင်းမှာအရေးကြီးတဲ့ revolution တွေကတခုဖြစ်တယ်လို့ဆိုသမှတ်ပြုကြကြဖြစ်ပါတယ်။ဘာကြောင့်တော်လှန်ရတာလဲ။ဘာကြောင့်တော်လှန်ရတာလဲဆိုတော့တော်လှန်ရတဲ့အဓိကအကြောင်းရင်းတွေထဲမှာတော့ပြင်းထန်တဲ့အခွန်အမြေကောက်ခံမှုတွေပါမယ်။နောက်ကိုယ်ပိုင်အုပ်ချုပ်ရေးကိုကန့်တမှုတွေနဲ့အဲ့ဒါတွေကအဓိကအချက်တွေလို့ပြောလို့ရတယ်။ no decision without representation ဆိုပြီးတော့မအားတို့ဘက်ကနေပြီးတော့အမတ်လွတ်တော်အမတ်မရှိဘူးဆိုလို့ရှိရင်မအားတို့ရဲ့ data မှာလွတ်တော်အမတ်မရှိရင်မအားတို့ကအခုမပေးနိုင်ဘူးဆိုတော့စကားနဲ့ဒီကစပြီးတော့မှ revolution စဖြစ်လာတယ်ခုနှစ်စစ်ပွဲလို့ခေါ်တယ်ပေါ့နော်အင်္ဂလန်နဲ့ပြင်သစ်တို့ရဲ့စစ်ပွဲကနေစပြီးတော့ 1986ခုနှစ်မှာစတင်ခဲ့တဲ့ဒေါ်လန်ရာလုံးဝအသက်ဆန်းဖြစ်ပျက်ပြီးတော့တကယ်တော့မဟုတ်ခဲ့ဘူး။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့1954မှာစတင်ခဲ့တဲ့ခုနှစ်စစ်ပွဲဒါမှမဟုတ်ရင်မြောက်အမေရိကမှာဖြစ်တဲ့ပြင်သစ်နဲ့အိန္ဒိယစစ်ပွဲလို့ခေါ်တဲ့ဒါ French and Indian War ပေါ့နော်အဲ့ဒီဟာနေလည်းပြောပါအနံပြဖြစ်ခဲ့တဲ့ပြပခရဲ့နောက်ဆက်တွဲအကျိုးဆက်လို့ပဲပြောလို့ရတယ် ။ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ကိုလိုနီနယ်မြေမှာဗြိတိရှဆိုတာကြာဆက်ဆံရေးဟာဒီတိုင်းပြပြသွားခဲ့ပြီးနိုင်ငံတည်းတစ်ခုကိုမွေးဖွားပေးမဲ့တော်လန်ရေးမိဘွားကိုဒါစတင်မွေးထုတ်ပေးလိုက်တယ်လို့ပြောလို့ရခုနှစ်စဘွဲကအနည်းနဲ့များလို့ပြောမှဖြစ်1956ခုနှစ်ကနေ1963ခုနှစ်ထဲမှာဒီပထမဆုံးခုနှစ်စဘွဲ7 war 7 year war ပေါ့နော်ဖြစ်ပွားခဲ့တယ်ပေါ့အဲ့စဘွဲမှာအင်အားကြီးနိုင်ငံတွေရဲ့နိုင်ငံရေးစီးပွားရေးတွေနဲ့နေပြည်တော်ပြည်ဆိုင်မှုအခြေအနေတွေကအများကြီးကြောင်းနေသွားခဲ့တယ် ်ခုနှစ်စစ်ပွဲဖြစ်ပွားရကြီးရဲ့အကြောင်းရင်းတွေလည်းမှာတော့ဒါအကြောင်းရင်းမတူညီတဲ့အကြောင်းရင်းတစ်ခုရှိတယ်တစ်ခုကကြတော့မြောက်အမေရိကပေါ့ North America ကိုငင်းပြပန်ဆန်မှုအကျဉ်းပွားမှုတွေချက်တယ်အဲ့ဒါကဘာဖြစ်တာလဲဆိုရင် Ohio ပေါ့ Ohio ကအဓိကစား Ohio ကို Ohio ဒေသကိုဘာဖြစ်လို့လိုချင်ကြတာလဲဆိုတော့ဒီပြင်သစ်နယ် အင်္ဂလန်တွေကဘာဖြစ်လို့လိုချင်ကြတာလဲဆိုတော့အဲ့ဒီကကနယ်မြေတွေကိုသူတို့တွေကပို့ပြီးတော့ချက်ထွင်လာခဲ့ကြတယ်။အဲ့လိုနယ်မြေချက်ထွင်လာတာရဲ့တပိုင်းရောက်တပိုင်းကတော့ဆိုတော့တာမွေးဂုံတွေရင်းနဲ့စက်ပြူးကြီးအတွက်ဒီအိုဟိုင်းအိုဒေတာအရေးပါတဲ့နေရာတွေကိုဖြတ်လာတယ်။အဲ့ဒါကြောင့်မလို့1954ခုနှစ်မှာအဲ့ဒီတော့မှကျွန်တော်တို့ဒီအမေရိကန်ရဲ့ပထမဆုံးသမ္မတဂျော့ဝါရှင်တန်ဟာအင်္ဂလန်စစ်တပ်မှာသူကအလုံးလုံးနေတဲ့တပူလေးပဲအဲတပူအငဲသားလေးပဲရှိပါတယ် အဲ့တော့သူကဗြိတိရှတမှုအနေနဲ့သူကအဲ့ဒီကိုသူကတွားတယ်တွားတဲ့ချိန်မှာအဲ့ဒီမှာပြင်သစ်တွေနဲ့သူကပထမဆုံးဒီမှာထိတ်တာရင်ဆိုင်မှုဖြစ်ပြီးတော့တိုက်ပွဲလေးလေးဖြစ်တယ်ဒါမှမဟုတ်အဲ့တိုက်ပွဲလေးလေးမှာသူဒါရှုံးသွားခဲ့တယ်ဒါပေမဲ့လို့လေအဲ့ဒီဥစ္စာကနေလည်းပြောမှာစင်ပြီးတော့စလောင်းလာတယ်လို့ပြောလို့ရတယ်နောက်ဒုတိယအနေနဲ့ကျတော့ဥရောပတိုက်ရဲ့ချိန်ဝင်ရှာတယ်ပေါ့သူကပြောရရင် European power balance ပေါ့ သူတို့တွေရဲ့ချင်းချင်းရှာရင်ညှိလာတယ်။ဩစတြေးလျရဲ့ဘီမမာရီယိုဒူရီဆာကမရင်စစ်ပွဲမှာတောင်ကသူက1940လောက်မှာတော့ကသူကနေတဲ့ဘက်မှာစစ်ပွဲမှာရှုံနေခဲ့တယ်။အဲ့ဒီရှုံနေခဲ့တဲ့ဒေသတွေနေရာတွေသူကပြန်လည်ရယူဖို့လို့ယူပန်းခဲ့တယ်။အဲ့ဒါကဘာလဲဆိုရင်ပရက်ရှာပေါ့။ပရက်ရှာကိုလည်းပဲဒါကအရင်တုန်းကတော့ပရက်ရှာဆိုတာတော်တော်လေးကိုနာမည်ကြီးပြီးတော့မှတော်ကိုပဲဒါကထူးချွန်ပြောင်းပြောင်းနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ အိုက်ပရက်ရှာကနောက်ပိုင်းမှာလုံးဝကိုဒါနင်းကြီးလေးတွေခွဲသွားပြီးမှလုံးဝပျောက်ပြေးသွားခဲ့ပရက်ရှာဟာဆိုလို့ရှိရင်သူကပထမဆုံးသူတို့တွေကဟိုပရက်ရှာလူမျိုးတွေပေါ့နော်ဥပရက်ရှာတွေကနေမှဒါပေါ်ပေါက်လာခဲ့တယ်နောက်ပိုင်းသူတို့ကဂျာမန်လူမျိုးတွေထဲမှာဒါဝင်ရောက်ပျောက်ကွယ်သွားတာပေါ့ဒါကတော့ပရက်ရှာနိုင်ငံက19ရာစုနဲ့18ရာစုမှာသူကစစ်အင်အားကြီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ယူရိုပီယန်နဲ့မှဒီဥရောပမှာတော်တော်ကိုအာဏာရှိဆုံးနိုင်ငံတွေကနိုင်ငံတစ်ခုဖြစ်တယ် ပြော credit the great ပေါ့နော်ကျွန်တော်တို့ပြောမယ်ဆိုရင် credit မဟာမင်းကြီးပေါ့အဲ့ credit the great ဟာဆိုရင်1910နှစ်ကနေ1986ခုနှစ်မှာဒီ pressure ဟာတိုင်းပြည်ကတို့ချဲ့ပြီးတော့မှတကယ်ကိုအင်အားကြီးတဲ့နိုင်ငံတစ်ခုနေနဲ့တကယ်ကိုနာမည်ကြီးလာခဲ့တယ်အဲ့မှာသူတို့ ਨੇ စစ်တွေအများကြီးဖြစ်ခဲ့တဲ့မှာဒါ Australia တွေပါမယ်ပြင်သစ်တွေ France ပါမယ် Russia ပါမယ်ဖြစ်တဲ့ကုန်းနဲ့သူကအစင်းစစ်ပွဲတွေအများကြီးကိုဖြစ်ခဲ့တယ် နိုင်ငံကြီးတနိုင်ငံလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီအနေနဲ့ပုံမှာ19ရာစုလောက်ပါဆိုလို့ရှိရင်တော့ဒါ mini bigma လို့ခေါ်တဲ့ autobahn bigma ပေါ့နော်သူကနေပြီးတော့မှဥစားမှုလဲ pressure ဟာ german state တွေကို german ရဲ့ပြည်နယ်လေးတွေကိုညှို့ဖို့ရအတွက်ဆိုပြီးသူကအဲ့ဒီအနေနဲ့ပြီးတော့စလုံလိုက်တယ်1880ခုနှစ်လောက်မှာတည်ထောင်ခဲ့တဲ့ pressure ဟာအဓိကဒီ german empire ရဲ့အခြေခံအုတ်မြစ်ဖြစ်သွားတယ် ဲ့ဒီကနေတည်းပြီးတော့မှ pressure ဟာဒါတဆုံပြောက်ဝင်သွားခဲ့တယ်။ဒီပထမကဘာစစ်ကြီး World War 1ပေါ့။ပထမကဘာစစ်ကြီးပြီးတဲ့အချိန်မှာ German Empire ကြီးဟာအချုံပေါ်ခဲ့ပြီးတဲ့အချိန်မှာအဲ့ဒီမှာ pressure ရဲ့အဆိုးရွားကိုလည်းပဲဆက်မသုံးတော့ပဲနဲ့ Weimar Republic လို့ခေါ်တဲ့ Weimar နိုင်ငံမျိုးကိုတပောင်းသွားတယ်။ဒုတိယကဘာစစ်မှာဆိုလို့ရှိရင် pressure ကိုလုံးဝဒုတိယကဘာစစ်ကြီးပြီးသွားတဲ့အချိန်မှာ pressure ကိုဒါလုံးဝနှီးကုန်းချုပ် သွားခဲ့ပြီးတော့အကြတော့မှဒါပိုလန်တို့ဆိုဗီယက်တို့ဂျာမနီတို့အဲ့ဒါတွေကနေပြီးပရက်ရှာနိုင်ငံတွေကိုဝဲဝေယူလိုက်ပြီးတော့ပရက်ရှာနိုင်ငံတွေကလုံးဝကိုပျောက်ဆုံးသွားတယ်တက်တုံသွားခဲ့တယ်ပေါ့ဒီမှာတန်တမန်ရေးရနောက်တကတန်တမန်ရေးရပြောင်းလဲပေါ့နော်ဒီပလိုမက်တစ်ရီပေါ်တရှင်ဟော1956ပေါ့1956ခုနှစ်မှာဆိုရင်လည်းပဲဒါဥရောပမှာဆလီရှားပြည်နယ်တွေကိုပြန်လဲသိမ်းပိုက်ရင်းနဲ့မှာဒီပလိုမက်တစ်တွေ ဒါနိုင်ငံရေးတန်တမာရေးအပြောင်းလဲတွေအများကြီးဖြစ်လာတယ်။အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့ကျရင်နိုင်ငံကြီးတွေရဲ့မဟာမိတ်ဖွဲ့မှုတွေဟာကြောင်းမြန်နေဖြစ်သွားကြတယ်။ပထမတော့ငါဒီ pressure နဲ့ကြီးတိမ်နေရဆိုလို့ရှိရင်သူကအမြဲတမ်းစစ်ချင်းနေရအနေနဲ့ပြောမှာဘာဖြစ်သွားလဲဆိုရင်ကြောင်းမြန်ဖြစ်သွားပြီးမှကြီးတိမ်နေအဲ့ pressure ကမဟာမိတ်ဖွဲ့သွားတယ်။နောက်ပြင်းပြင်းနဲ့ Austria Russia စီဂျင်တို့ဟိုဆက်ဆိုနီယိုဆိုတဲ့အဲ့လိုနိုင်ငံတွေဟာဒီပဲဒုတိယသူတို့ကအဲတခါ သူတို့ကလည်းမဟာမိတ်ဖြစ်သွားတယ်။အဲ့လိုမဟာမိတ်ကြီးတွေဖြစ်သွားပြီးတော့ဗာအဲ့တိုက်ပွဲတွေမှာအများကြီးပဲဝင်တိုက်လာခဲ့ကြတယ်။အဲ့လိုတိုက်ခိုက်တဲ့ဖွဲ့တွေထဲမှာဆိုရင်ဂျီတိန်နဲ့ပြင်တင်နဲ့တိုက်တယ်၊ဒါပရက်ရှားနဲ့ဩစတြေးလျနဲ့တိုက်တယ်၊ဟန်နိုဗာနဲ့ရုရှားနဲ့တိုက်တယ်၊ပေါ်တူဂီနဲ့စပိန်နဲ့တိုက်တယ်စသဖြင့်ပေါ့နော်။ဘူရိုပါနိုင်ငံတွေကစစ်ကိုအဲ့မှာစပြီးတော့စစ်ကြီးစဖြစ်လာခဲ့ကြတယ်။ခုနှစ်စစ်ပွဲမှာဒီပရက်ရှားမှာဆိုဘူရိုပါမှာတိုက်ပါဆိုလို့ရှိရင်ဒီပရက်ရှားက ဘီရင်ကြီးဟာ Frederick the Great ပေါ့နော် Frederick မဟာမင်းကြီးဟာဆိုရင် Australia Russia ပြင်သစ်တို့ရဲ့ဝန်ညာတိုက်ခိုက်မှုကိုသူကရေရဲမှုကူကတိုက်ခိုက်နိုင်ခဲ့တဲ့နိုင်ငံနိုင်ငံဖြစ်ပါတယ်။နောက်တစ်ခါမြောက်အမေရိကမှာဆိုလို့ရှိရင်လည်းပဲပြင်သစ်နဲ့ Indian စစ်ပွဲတွေဖြစ်တယ်။ဒီမှာလည်းပဲပြင်သစ်နဲ့ Indian စစ်ပွဲရဒီမြောက်အမေရိကမှာဘယ်လိုဖြစ်လာတာလဲဆိုတော့ကျွန်တော်ဒီ Indian တွေရဲ့နေရာတွေကိုပြင်သစ်တွေကဝင်းကျော်ကျူးကျော်လာရင်းနဲ့မှာဒါသူတို့တွေမြစ်တအမေရိကန်တွေဂျာမန်ဒါပထမဆုံးစစ်ပွဲတွေဖြစ်လာတယ် ်တင်းတင်းအိန္ဒိယစစ်ပွဲလို့ဘာဖြစ်လို့ခေါ်လဲဆိုတော့ဒီမြစ်တစ်တီမှာလည်းပဲမြစ်တစ်ဘက်ကဝင်းကူတဲ့မြစ်တစ်တီရှိတယ်လို့အင်္ဂလန်ကနေလည်းပြီးတော့မှမဟာမိတ်လောက်ထားတဲ့မြစ်တစ်တီရှိပါတယ်။နောက်ကျွန်တော်တို့အရှိမှဆိုလို့ရှိရင်အာရှမှဆိုလို့ရှိရင်လည်းပဲဂျစ်တိန်နဲ့ပြင်သစ်တို့ကကုန်သွယ်ရေးအထူးလမ်းကြောင်းတွေပေါ့နော်။ဟာဟို East India Company တို့ဒါအရှိအိန္ဒိယ Company ပေါ့။ဒီကုမ္ပဏီတွေကနေလည်းပြီးတော့မှလည်းပဲဒါအကြီးကအပြင်သူနင်းကြီးတွေချက်ထွင်နေတဲ့မှာဘိုးတန်တကြားတွေစိုက်နေအကျွန်းတစ်တီ အဲ့ဒါတွေအတွက်ကြောင့်မလို့ Caribbean June တွေကိုသူတို့တိတ်ပါတယ်စသဖြင့်အဲ့လိုဟာတွေကြောင့်မလို့လည်းကမ္ဘာမှာဒါအင်အားကြီးနိုင်ငံတွေကနေပြီးမဟာမိတ်တွေဖွဲ့ပြီးတော့မှတိုက်ပွဲတွေကစပြစ်လာခဲ့အဲ့ဒီတိုက်ပွဲတွေထဲမှာခုနှစ်စစ်ပွဲမှာဘယ်သူနိုင်သွားလဲဆိုရင်ဂျစ်တိန်ကစစ်ပွဲမှာနိုင်သွားပါတယ်ကြည်တိန်စစ်ပွဲမှာနိုင်သွားပြီမဲ့လို့ကြည်တိန်ကဘာဖြစ်သွားလဲဆိုရင်စစ်ပွဲမှာအကျွေးကြီးအများကြီးတင်သွားတယ် ဒါကအဓိက American Revolution ဖြစ်ပေါ်လာရခြင်းအကြောင်းရဲ့အဓိကအချက်လို့ပြောလို့ရပါတယ်။ဒီနေရာမှာကျွန်တော်တို့ပြန်ကောက်ရမယ်ဆိုရင်အင်္ဂလန်ကနေတဲ့ပြီးအင်္ဂလိပ်လူမျိုးတွေကဒီ American ကို1620မှာအပထမဆုံးပြောင်းရွှေ့ခြေချလာရင်လည်း1920 1930ဘာဖြစ်မလဲကျွန်တော်ပြီးခဲ့တဲ့ပိုင်းမှာကျွန်တော်ပြောခဲ့တဲ့လိုမျိုးသူတို့တွေကဒီမှာ colony မင်းကြီးတွေကိုဒါဖွဲ့လာခဲ့ ဖွဲ့လိုက်ဖွဲ့လိုက်ရင်းနဲ့မှာဒီဖြစ်ခုဖြစ်လာတဲ့1950ခုလောက်မှာပြောရရင်နှစ်ပေါင်း100လောက်နှစ်ပေါင်း100ကျော်လောက်ဆိုတော့ငါကျတော့ဒီဂျီနယ်73ခုဟာအရန်ကိုလူတက်ဖွင့်ပြောပြီးအခြေခိုင်းလာတယ်အမေရိကန်ရဲ့ဘီနက်စတုံးကိုသူတို့တွေရဲ့ကိုလိုနီနယ်မြေတွေဖြစ်နေတယ်သူကအုပ်ချုပ်တာကြ။အဲ့မှာစစ်ကအောင်သွားတယ်စစ်အောင်သွားပြီမလို့ကုန်ကြစေးကကြီးတယ်ကြောင်မလို့သူတို့ကစတာလင်ပေါင်စတာလင်ပေါင်ပေါင်းတန်း85တန်းအနေနဲ့ပြီးတော့133တန်းနေပါတိအောင်သူကနှစ်ဆတိအောင်ကြွေရခုံတက် ဒီအကျွေးတွေကဘယ်သူပေးမလဲဘယ်လိုလုပ်ပြီးဒီအကျွေးတွေဆက်မလဲဆိုပြဿနာကဒါပေါ်လာပြီးတော့မှအဲ့ဒီပြဿနာကနေပြီးတော့မှဒါ empire ကြီးတစ်ခုလုံးရဲ့အနာဂတ်ကိုပြောင်းလဲလိုက်တယ်ပြီးလို့ချင်းတနည်းအားဖြင့်ပြောရမယ်ဆိုဗီလီကန်ရဲ့မျိုးစစ်တစ်ခုကိုဒါစတဲ့ကောင်းတဲ့ပေါ်လာမျိုးစစ်ပေါက်ဖွားလာတယ်လို့ပြောလို့ရတယ်နံပါတ်3ကြောက်ပြင်းရနေတဲ့ပြမှာဒီဥစ္စာတွေအကုန်လုံးကိုကိုလိုနီငယ်မြေတွေကနေပြမှာကာဝေးရေးစရိတ်တွေကိုလည်းပဲသူတို့ဟာတရားမျှတစွာနဲ့အကြခံရမယ်လို့သူက ဆိုတယ်ယုံကြည်ပြီသူကအဲ့လိုပြောတယ်ဒါကြားခံရမယ်လို့သူကယုံကြည်တဲ့အတွက်ကြောင့်မို့လို့63ခုနှစ်1963ခုနှစ်နောက်ပိုင်းတွေမှာအခွန်ကောက်ခံမှုပြတ်ဥပဒေတည်တည်ကိုသူတင်းတင်းကြပ်ကြပ်ကိုပြန်ထမ်းလိုက်တယ်အဲ့ဒီလိုမျိုးပြုပြင်ပြောင်းလဲရေးတွေဒီတိုင်ရဲ့ပြုပြင်ပြောင်းလဲရေးတွေနဲ့ကိုလိုနီတွေရဲ့တုံ့ပြန်မှုဒါ the seed of the discontent ပေါ့အဲ့လိုမျိုးအဲ့ဒါတွေကနေပြီးတော့မှဒါနံပါတ်1အကြောင်းအရာအနေနဲ့ revolution ကိုစလာတယ် 哎，如果鲁迅不杀了也挺马，但是这…… လို့ခေါ်တယ်1965မှာသူကပြမဆုံးတွေကိုစပြီးတော့ပြတန်းတယ်အဲ့ဒီမှာသတင်းစာတွေလည်းအခုပေးရတယ်စာရွက်စာတမ်းနဲ့ပြည်ဝင်ခွန်စိတ်တွေအကုန်လုံးကိုအဲ့ဒီမှာသူကစိတ်ကောင်းကပ်ပြီးစိတ်ကောင်းအနေနဲ့ပေးရတယ်နောက်တခါ1969မှာနောက်ထပ်ဒုတိယအကြိမ်ထပ်ပြီးတော့တိုးပြီးတော့မှာသူကတောင်ရှန်အပ်လို့ခေါ်ပြီးတော့မှာသူကလက်ဖက်ချောက်ပြီးနောက်ဖန်ကွက်တွေဖန်တွေပစ္စည်းတွေဖန်ပုဂံများတွေစသဖြင့်လက်ဖက်ချောက်နဲ့ပတ်သက်တဲ့လက်ဖက်ရည်ပုဂံတွေအဲ့ဓာတွေအားလုံးဖန်နဲ့ပတ်သက်တဲ့ဟာတွေ နောက်တခါစက်ကူလေးအဲ့လိုမျိုးအရာရာတွေအကုန်လုံးကသူအခုနေတခါထပ်ကောက်လိုက်နောက်တခါ1964မှာသူကပထမလောက်ထားတဲ့ဒီ current app ဆိုတာလည်းရှိပါတယ်အဲ့ဒါကတော့ကိုယ်ပိုင်ငွေကြေးထုတ်တာကိုသူကတားမြစ်ပြီးတခါကျတော့ဂီတရှားကုန်တွေနဲ့သူဆက်ဆံတဲ့နေရာမှာဒီနိုင်ငံရဲ့ဒေါ်လာကိုသူကပြည့်မှတ်မပြည့်ဝဲနဲ့ရွှေနဲ့ငွေနဲ့ကိုပဲလောက်ရမယ်ဆိုတဲ့အိုးတွေကိုလည်းပဲထောက်တဲ့လိုကြောင့်မို့လို့ဒီမှာကငွေကြေးတွေ အရန်ကိုကြက်သေးတယ်တအားကိုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဒိုးလာတယ်။တက1963မှာသူကဒီနေပြည်တော်ကိုတားမြစ်ခဲ့ proclamation ဆိုတဲ့ဥပဒေကိုလည်းပဲသူကထုတ်ခဲ့တယ်။အဲ့လိုနဲ့ညာကြီးဥပဒေတစ်ခုပြီးတစ်ခုထုတ်လာတဲ့အတွက်ကြောင့်မလို့အမေရိကန်မှာရှိနေတဲ့ဒီ colony 73ကတော်တော်လေးကိုကြက်တဲ့ယိုယွင်းလာခဲ့တယ်။အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဒီကပင်တစ်ကနေတဲ့ပြောမှာမိုဘိုင်းအုပ်ကိုသူကလက်လွတ်လိုက်ရတယ်။အဲ့မှာလက်လွတ်လိုက်ရတော့ဒီ ပြင်သစ်တွေကသူကဒီအင်္ဂလန်ကိုရဲ့လို့လက်စားချေရမယ်ဆိုတာကိုသူကတွေးနေတယ်။အဲ့လိုဖြစ်နေရင်လည်းမာသူကနေပြီးတော့မှဒီမှာရှိနေတဲ့ကိုလိုနီတွေကိုသူကဗီထိုလုံဆော်ပေးတယ်။နောက်ပိုင်းကနေလက်တက်တွေကို ထောက်ပံ့နေကိုလုပ်ပေးတယ်။မတည်ငြိမ်မှုတွေကိုသူကဖန်ပြီးပေးအဲ့လိုမျိုးဖြစ်လာရင်လည်းမာသူကဘာလုပ်လာလဲဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ native american တွေနဲ့ဒီကအနေနဲ့ပြောတော့မှ american colony တွေရနေတယ်လို့မှသူတို့တွေကမဟာမိတ်တွေဒါဖြစ်လာကြတယ်အလိုင်းအမြင်လောက်လာကြတယ်ပေါ့နော် road decision without representation ဆိုတဲ့ဒါနိုင်ငံငါတို့ကဒီနိုင်ငံကလူမျိုးတွေငါတို့ပြည်သူ့ကျနိုင်ငံသားတွေကိုသူတို့ကသူတို့ကိုသူတို့ခံယူထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမှာငါတို့မှာတော့ငါတို့ဘက်ကနေပြီးတော့မှဒီပြည်နယ်စပ်တုံးကလွတ်တော်အမတ်တွေမရှိဘူးဆိုရင်ငါတို့ကအခွန်အခန်းဆောင်နိုင်မှုငါတို့ကခွန်ထမ်းဆောင်မယ်ဆိုလို့ရှိရင်ငါတို့တွေကဒီအင်္ဂလိပ်ရဲ့ liberty လို့ခေါ်တဲ့သူတို့ရဲ့ရပိုင်ခွင့်တွေကိုငါတို့ကရဖို့ရရမယ်ဆိုတဲ့သူကခံနာခွင့်တွေခံယူခွင့်တွေကိုတောင်းဆိုလာကြတယ် အားကြောင့်မလို့ဝက်စမင်တာဘာလီမန်ကနေတဲ့ပြောမှာအခွန်ကောက်ခြင်းနဲ့လွတ်လပ်ခြင်းလို့ခေါ်တဲ့ဒါလီဘာတီကိုယူကျော်ခြင်းကိုကျိုးစီးပွားနဲ့သဘောတူညီချက်ဆိုတဲ့ concern တွေချုပ်ပေါက်ခြင်းတွေဖြစ်နေသူကချုပ်မြင်လာခဲ့တယ်ချုပ်မြင်လာပြီးတော့မှဒါတွေကကိုလိုနီသားတွေဈာမှာငါတို့ကဒီလိုဆိုတော့ဟိုဘက်ကနေပြီးတော့မှတိုက်ခိုက်နေမှာငါတို့ကအမေရိကန်လူမျိုးဆိုတဲ့ကိုပိုင်လက္ခဏာ identity တွေကိုသူတို့တွေကစပြီးတော့မှပထမဆုံးဒါသူစတင်ခံစားဖြစ်ပေါ်လာခဲ့ကြတယ် အဲ့ဒါကြောင့်မို့လို့လွတ်လပ်ခြင်းဆိုတဲ့လေပါတီအတွက်တိုက်ပွဲနဲ့နိုင်ငံတော်တည်ဆောက်ခြင်းဆိုတဲ့ the fight of the new order ပေါ့နော်အဲ့ဒါတွေဟာစတင်ပြီးတော့ကောင်းထဲပေါ်လာတဲ့1985ခုနှစ်မှာစစ်ပွဲဟာစတင်လာခဲ့တယ်။အဲ့လိုစစ်ပွဲမှာစတင်လာခဲ့တဲ့အချိန်မှာအင်္ဂလိပ်လက်အောက်မှာအမှုထမ်းခဲ့တဲ့ George Washington ဟာစစ်ပွဲအတွေ့အကြုံတွေရှိခဲ့ စစ်ပွဲတွေ့ကြုံနေရှိခဲ့တဲ့ကြောင့်မို့လို့သူ့ကိုဒီ commander in chief အနေနဲ့ဒါဒီဘက်ကနေပြီးတော့မှဒီနေ့73ခုကနေလည်းမှသူ့ကိုအူဆောင်ပြီးတော့တိုက်ပွဲတွေအမေရိကန် revolution ကိုစပြီးတော့မှအမေရိကန်ရဲ့လွတ်လပ်ရေးတိုက်ပွဲကြီးကစတင်ပြီးတော့ပေါ်လာခဲ့တယ်အဲဒီလိုနဲ့1986ခုနှစ်မှာဆိုရင်ဒါအားလုံးလည်းပဲတည်တဲ့ကဘာကျော်တဲ့ Declaration of the Independence ဆိုတဲ့လွတ်လပ်ရေးကြေညာစာတမ်းကိုထုတ်ပြန်ကြေညာလိုက်တယ် ါကြောင့်မို့လို့အမေရိကန်သမိုင်းမှာဆိုရင်အမေရိကန်ဒေါ်လာကြီးသမားတွေဟာဒလမှုဆိုတဲ့ freedom debt လွတ်လပ်ခွင့်ဆိုတဲ့ liberty တို့တိုက်ပွဲဝင်ကြတယ်လို့တမိုင်းပြန်တာချင်းပြဆိုတယ် freedom ဆိုတဲ့ဟာလွတ်လပ်မှုဟာတမ်းမြစ်ချက်မရှိဘဲနဲ့မိမိကိုယ်ကိုမိမိအကျဉ်းနဲ့တရားကိုလုံနိုင်နေဟာကိုဒါကျွန်တော်တို့ freedom လို့ခေါ်ပြီးတော့မှ liberty ဆိုတာကတော့လွတ်လပ်ခွင့်ဥပဒေရဲ့ bounding ကနေလည်းပြောမှာရှိပြီးတောင်းယူမှုသဘောတူညီမှုလို့ခေါ်တဲ့ခွင့်စမ်းတွေပေါ်မှာခြေခံတဲ့မတရားအာဏာကိုကန့်တတ်ထားတဲ့လွတ်လပ်မှုမျိုးကိုမှအဲ့ဒီ liberty လို့ခေါ်တဲ့ဟာကိုတိုက်ပွဲဝင်ကြတယ်လို့ဆိုတယ်ပေါ့နော် ကျွန်တော်တို့မြန်မာနိုင်ငံကတော့ freedom လည်းမရှိသလို liberty လည်းမရှိပါဘူးကျွန်တော်တို့တွေလည်းပဲမြန်မာနိုင်ငံကလည်းပဲ freedom ဆိုတာတက်တကယ် liberty ကိုလိုချင်လို့ဘူးဆိုရင်ဒါကျွန်တော်တို့2020ဒီမှာနေစားလာပြီးတော့အတိုင်းနေကြတဲ့ဒါလည်းပြောရမယ်ဆိုကျွန်တော်တို့အခုတစ်ချိန်မှာကျွန်တော်တို့တကယ်ကိုစစ်မှန်တဲ့ liberty ဆိုတဲ့လွတ်လပ်မှုအစစ်မှန်ကိုကျွန်တော်တို့ရလာမယ်လို့ပြောလင်းပါတယ်ဒါပါစေလို့လည်းပဲဆုတောင်းပေးပါတယ်အဲ့တော့လူတိုင်းဟာဒီမှာ လူတိုင်းလွတ်လပ်ရမယ်လူတိုင်းဟာတန်တူညီညာရမယ်ဆိုတဲ့စာသားပေါ့နော် all men are created equal ဆိုတဲ့လူသားတွေအားလုံးဟာညီညွတ်ညီမျအတီးဆောက်တာလေဖန်တီးထားရဲဆိုတဲ့စာသားနဲ့ဘင်းစနစ်တွေကိုလုံးဝမလိုချင်ဘူးဆိုပြီးတော့မှသူတို့တွေကပါခဲ့လေတစ်ဖြစ်နိုင်ငံတွေရဲ့တမိုင်း assessment ကိုမှသူတို့တွေကလိုအပ်ချက်တွေမကောင်းတဲ့အချက်တွေကို ကုံလုံးကိုဖေပြီးတော့မှတကယ်ကိုပြည်သူစံနာပေါ်မှာအခြေခံတဲ့တမတနိုင်ငံတကူသူတွေစတင်တည်ထောင်ခဲ့ကြတယ်။ခုကကကျွန်တော်ကပေါ့နော်ဒီအမေရိကန်တမိုင်းကပြောရမယ်ဆိုလို့ရှိရင်အရှိန်ကြီးရှိရှိကြီးခေါင်းစဉ်တွေကအားကြီးကိုကွဲသွားတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ရဲ့မိတ်ဆွေတွေနေနဲ့လည်းပဲဟုံသွားနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကငယ်ငယ်တက်နိုင်တယ်လို့အချင်းချုပ်ပြီးတော့ပြောမယ်။အဲ့ဒီမှာ ။နောက်တော်လန်ကြီးကိုပြောတဲ့ချိန်မှာမပါမဖြစ်ပြောရမှာကြီးကတော့ဒါခေါင်းဆောင်ပိုင်းလေ။နိုင်ငံတနိုင်ငံကခေါင်းဆောင်မရှိလို့ရှင်တော့မရပါဘူး။ကျွန်တော်တို့နိုင်ငံမှာတကယ်ခေါင်းဆောင်ကောင်းရှိတယ်ဆိုလို့ရှိရင်တကယ်ကိုလွတ်လပ်တဲ့တကယ်ကိုဒါကနာလီဘာတီကိုခံစားနိုင်တဲ့အောင်မြင်တိုးတက်တဲ့နိုင်ငံတခုခဏလေးနဲ့ရောက်ပါတယ်။ဒီမှာဆိုလို့ရှိရင်လည်းသူတို့တွေကနံပါတ်1ဒါဂျော့ဝါရှင်တန်ပေါ့နော်။ဂျော့ဝါရှင်တန်ကို တကယ်ခေါင်းဆောင်အောင်အနေနဲ့လုပ်ခဲ့တယ်လို့ချုံးမရှင်တန်နဲ့အတူလုပ်ခဲ့တယ်တကယ်ခေါင်းဆောင်အောင်လို့ရှိပါတယ်အဲ့ဒါလေးမြန်မာဆိုရင်ဒါတောမတ်ဂျက်ဖာဆန်ပေါ့တောမတ်ဂျက်ဖာဆန်ဟာ1943ကနေ1926 သူ့ရဲ့အကြောင်းအချင်းချင်းပြောရမယ်ဆိုရင်သူကအဂျီနီးယားရွေးကောက်ခံမှဖြစ်ပြီးတော့မှလွတ်လပ်ရေးကြီးညာစာတမ်းရေးသူဆိုပြီးတော့မှဒီလွတ်လပ်ရေးကြီးညာစာတမ်းရဲ့ Declaration of Independence ကနေပြီးတော့မှသူကတကယ်နာမည်ကြီးလာတဲ့သူပေါ့နော်အဲ့မှာသူကဘွေးရပါအခွင့်အရေးနဲ့အစိုးရလိုပြီးပြည်သူ့ချက်ရှိနေရန်ယူပါရကိုပေါ်ပြပြီးတော့မှအဲ့ဒီလွတ်လပ်ရေးကြီးညာစာတမ်းကအရန်ကောင်းတဲ့အတွက်ကြောင့်မို့လို့တော့မချက်ဖာဆန်က ာမည်ကြီးလာခဲ့တယ်။နောက်ဘင်ဂျမင်ဖရန်ကလင်ပေါ့။ဘင်ဂျမင်ဖရန်ကလင်ဆိုလို့ရှိရင်လည်းသူက1906 1990ပေါ့။သူဆိုလို့ရှိရင်လည်းသူကဖီလာဒဲဖီးယားကနေလေးောက်ခံကြည့်ပြီးတော့ပိတ်ပန်ပညာရှင်တနည်းအားဖြင့်ဒီခွင်သူနောက်တကတန်တမန်စသဖြင့်ဒါဖောင်နာတွေကတရားလို့ပြောလို့ရတယ်လူတိုင်းလေးစားတမိုးထားတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကော်မရှင်မှာသူကပါဝင်မှုတန်းခဲ့တဲ့ သူဖြစ်တယ်။သူရဲ့ထူးခြားချက်တစ်ခုပြောမယ်ဆိုသူကပြင်သစ်ကိုတန်နေနဲ့ထမ်းဆောင်နေဘူးလေသူလို့ရပြောလို့ရတယ်။ Now John Adam Bond John Adam 1935 1826သူဆိုလို့ရှိရင်လေသူမဆာချူးဆက်ရဲ့ရွေးကောက်ခံဒီပြီးမှလွတ်လပ်ရေးကြီးညာစာတမ်းရဲ့ကြီးညာချက်မှာဆွေးနွေးရေးထဲမှာအဓိကပါဝင်ခဲ့တဲ့သူလို့လဲဆိုတယ်။ နောက်ပိုင်းမှာဗြိတိသျဆက်သားတွေကိုကာဝယ်ဖို့ရအတွက်ရှင်းနေအနေနဲ့လောက်ကန်းခဲ့တယ်။နောက်ပိုင်းသူကအမေရိကန်ရဲ့ဒုတိယမြောက်သမ္မတဖြစ်လာခဲ့တယ်။နောက်တစ်ယောက်ဆိုလို့ရှိရင်အလက်ဇန္ဒားဟာမီတန်။အလက်ဇန္ဒားဟာမီတန်1955-1804သူဆိုလို့ရှိရင်လည်းပဲနယူးယောက်ရဲ့ရွေးကောက်ပံကြည့်ပြီးတော့မှစီးရေးဘူချုပ်ဖြစ်နေဝါရှင်တန်ကိုအများကြီးကူညီခဲ့တယ်ဖြစ်တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးပြီးနောက်ပထမဆုံးနိုင်ငံရဲ့ဗန္ဒာရေးခွင့်ကြီးရဲ့ချစ်ခဲ့တယ် နောက်ဆမ်ယူရဲအာဒန်သူဆိုလို့ရှိရင်လည်းပဲပက်ထရစ်ဟင်နရီနဲ့သူဟာဆန္ဒပြပွဲတွေနဲ့စကားပြောတဲ့နေရာမှာစီယုံကြီးလုပ်တဲ့နေရာတွေမှာအရန်ကိုပေါင်းတယ်ဒီဟင်နရီကဘယ်မှာငွေကြီးလာလဲဆိုတော့ပက်ထရစ်ဟင်နရီလာဆိုရင် give me liberty or give me die နောက်ကိုဒါတည်ခြင်းတရားပေးမလားဒါမှမဟုတ်ရင်မင်းငါ့ကိုတကယ်လွတ်လပ်မှုကိုပေးမလားဆိုတဲ့စကားနဲ့လွတ်လပ်ရေးကိုပေးမလားငါ့ကိုတတ်မလားအဲ့ဒီစကားနဲ့ သူကလုံးဝနာမည်ကြီးလာတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဒီမှာတော့ပုဂ္ဂိုလ်တွေအများကြီးနိုင်ငံရဲ့ဒေါ်လာရင်းကောင်းတော်တွေအများကြီးတွေကနေတဲ့ပြောမှာဒါကတော့ဒီအမေရိကန်ရဲ့ဘီယန်ကိုတံပိုးထားတဲ့ပထမဆုံးဒေရီယာ၅ဦးပေါ့နော်ဒီလိုမျိုးပေါ်ပြလိုက်ပါတယ်။ခုနကဟာအဆက်ကိုပြန်ပြောရမယ်ဆိုရင်ဗြိတိရှားတွေကိုအင်္ဂလန်ကိုဒေါ်လာနဲ့နေရာတွေမှာဒီမှာသူကဓမ္မဆုံးတော့ခုနပြောတဲ့အခွန်မူဝါဒတွေကြောင့်မို့လို့ဆိုပြီးတော့လည်းပြောလို့ရတယ်အဲအခွန်မူဝါဒတွေက မှဒီမှာဒီပါတီရေဆိုတော့ပြောမှဒီလက်ဖေးရည်တွေကိုပင်လယ်ထဲကိုပစ်ချလိုက်တော့ကြောင့်မလို့ပင်လယ်ပြင်လုံးကြီးကလက်ဖေးရောင်တွေတန်းသွားတယ်လို့တော့မှပြောကြတယ်ပေါ့နော်အဲ့မှာလည်းပဲသူကဆုံရှုံမှုတွေအများကြီးကိုပဲတောင်လင်းပေါင်းတန်းပေါင်းများစွာဆုံရှုံနေတဲ့အတွက်ကြောင့်မလို့ဘင်းကရန်ကိုစိတ်ဆိုးသွားတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါလက်ကိုလာတိုက်တယ်လာတိုက်ရင်းနဲ့မှဒီမှာဒီစစ်ပွဲတွေစပြစ်လာတယ်အဲ့ဒါကနံပါတ်1ချက်ပေါ့နော်နံပါတ်1ချက်ကကြတော့1980မှာ Boston Massacre လို့ခေါ်တဲ့ Boston တပ်ဖြတ်မှု ဲ့ဒီမှာဗြိတိရှစစ်သားတွေကနေတဲ့ဘက်မှာသူတို့ကိုဆန္ဒပြတဲ့လူတွေကိုသူကဖြိုခွဲတယ်ဆိုပြီးတော့မှာအရတား၅ဦးကိုဒါခေါင်းဆောင်တွေတော်လည်းပြောကြတယ်တချို့ကတော့ဒီဆန္ဒပြသူတွေကိုသူတို့ကပြစ်တတ်လိုက်အဲ့ဒီတော့ကြောင့်မို့လို့အဲ့ဆန္ဒပြမှုတွေကပိုပြီးတော့ဖြစ်လာတယ် ။နောက်အဲမှာခုနပြောတဲ့လဖေးရီပါတီလို့ခေါ်တဲ့ Boston Tea Party ပေါ့နော်။1993မှာသူကဒီပင်လယ်ထဲကိုပစ်ချခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီတရားကြော်ကတော်တော်ဒေါသဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်ပွဲရဖြစ်လာတယ်လို့လည်းပြောလို့ရတယ်။နောက်1994မှာ Boston ဘွဲကိုပြစ်ဒဏ်ပေးဖို့လို့ဆိုပြီးမှအုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးတော့ Congress လှုပ်ရှားမှုတွေကိုလည်းတာမြင်ခဲ့တယ်။နောက်နံပါတ်၄အနေနဲ့ပြောမယ်ဆိုရင်ဒီလွတ်လပ်ရေးကြီးညာစာရန်ပေါ့။1996ခုနှစ်မှာသူကလွတ်လပ်ရေးကြီးညာစာရန်ရေးလိုက်တယ်။အဲမှာ ဖီလာဒဲဖီးယားအနေနဲ့ဒီမှာကွန်တီနန်တယ်ကွန်ကရစ်ကနေပြီးတော့ဒီကျင်းညာစာတန်းနဲ့ယူဟာနဲ့ကိုထုတ်ပြန်ကျင်းညာလိုက်တယ်။အဲဒီကနေစတယ်ပြီးတော့မှဒီဟာလုံးဝ international vibe ကိုလူသားတွေရဲ့ American တွေရဲ့သူတို့ရဲ့ international ပေါ့သူတို့တွေရဲ့မျိုးချစ်စိတ်တဲ့သူတို့တွေရဲ့ American ဆိုတဲ့အခံယူချက်တွေပို့ပြီးတော့ခိုင်မာလာရင်လည်းဒီဒေါ်လာရင်းကြီးကစတင်ဖြစ်ပေါ်လာခဲ့တယ်။ဒီနေရာမှာဂျော့ဝါရှင်တန်အကြောင်းကို နည်းနည်းလောက်ကလေးပြောပြရမယ်ဆိုရင်ဂျော့ဝါရှင်တန်က1932မှာမွေးတယ်1929မှာဓာတ်သူပြေဆုံးသွားခဲ့တယ်သူကအကြီးကားရောခေါင်းဆောင်ရဲ့နောက်တော့ပထမဆုံးသမ္မတဖြစ်တယ်အဲဒါကြောင့်မလို့သူ့ကိုအမေရိကန်ကြီးရဲ့ဖခင်ကြီးပေါ့နော် Father of the Country ဆိုပြောပိုင်းသူတည်များကြတယ်ဒါကတော့တစ်ကမ္ဘာလုံးမှာမပြီးတဲ့သူကြီးတော့ဒါနာမည်ကြီးတဲ့ဂျော့ဝါရှင်တန်ဖြစ်ပါတယ် သူကဗာဂျီးနီးယားပြည်နယ်ကနေလဲပြီးတော့မာနီတာစုလေးကနေဝေဖွားခဲ့တယ်။ငငယ်တုန်းကတော့ဂျန်စီလေးပေါ့နော်။ဒီတိုင်းစီလေးနေတဲ့အလုပ်လုပ်တဲ့အိုင်ဒီယာလေးတွေပေါ့။နောက်ပိုင်းမှာသူကဒီပိုင်ရှင်ကြီးနေတဲ့ကျွန်းလေးအများကြီးနဲ့ပေါ့လေ။ဗကျွန်းစနစ်ကိုလက်ခံတဲ့ခေါင်းဆောင်တယောက်လေးပြောလို့ရတယ်။သူက1985ခုနှစ်မှာလူပြကွန်တီနန်တဲ့ကွန်ကရစ်ပေါ့နော်။အဲဒီယာနေရပြီးတော့မှာမန္တာအင်ချီဖြစ်နေတဲ့သူ့ကို ကုံလုံးကနေဝိုင်းပြီးခံထားလိုက်တယ်အဲအားကြောင့်မလို့လည်းပဲသူကဒီအမေတန်မာ73ပြည်နယ်လုံးရဲ့စစ်သားတွေကိုသူကပြူပါတွေချတယ်စစ်ကိုကူးဆောင်ပြီးတော့သူကတိုက်ခဲ့1985 86မှာအီဒီချာစစ်တပ်ကိုပြန်မာတော့နင်းထုတ်လိုက်တယ်နောက်ဂျော်ဂျီယာမှာဆိုရင်1981မှာပင်တစ်မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့မှအီဒီချာပူချုပ်ပေါ်ဝါစလစ်ကိုသူထိန်းချုပ်နိုင်ခဲ့တယ်ဒါလည်းနည်းငယ်ကြီးတဲ့တိုက်ပွဲတွေကိုဖြစ်တယ်ဒီတိုက်ပွဲတွေအကြောင်းကိုကျွန်တော်သိစေပြောမယ်အားရှိသေးတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအကုန်လုံး ်ငေးလိုက်မှာပေါ့နော်ဂျောဝါရှင်တန်နောက်တစ်ခါဒီဂျောဝါရှင်တန်ဆိုလို့ရှင်ဂျောဝါရှင်တန်ရဲ့အကြောင်းဟာဒီဇန်စာအုပ်တွေရှိရတဲ့အကြောင်းမို့လို့ဒါကျွန်တော်ကသူ့အကြောင်းကိုရေးကြီးမပြောတော့ဘူးပေါ့နော်နောက်စစ်ပွဲပြီးသွားတဲ့အချိန်မှာ1889ခုနှစ်မှာဖွဲ့စည်းပုံအခြေခံဥပဒေကော်မရှင်ကိုဦးဆောင်ပြီးတော့1989ခုနှစ်လောက်မှာတော့သူကအမှားဆုံးအမေရိကန်ရဲ့သမ္မတဖြစ်လာခဲ့တယ်။နောက်ပြောရမယ်ဆိုလို့ချင်းကလူတွေပြောပြတယ်ဆိုအင်ဂျူရောအဲ့ဒီပါလည်းမရှိသေးတဲ့တော့အင်ဂျူရောမှသူမနေခဲ့ရဘူး။ ။နောက် Enduro ကအနေပိုင်းမှာစောက်ထားပြီးတော့မှတော်တော်အနေပိုင်းမှာ၄လည်းစောက်ထားတယ်။ဒါက Enduro ကိုလွတ်တော်အနေနဲ့ပြောမှသူတို့ထင်သိနိုင်နေဆိုတဲ့ဘောလို့လို့လည်းပဲဆိုကြတယ်ပေါ့နော်။ဒါပါတော့အဲ့ဒီတော့သူကဒုတိယတစ်ချိန်ရွေးကောက်ပွဲလုပ်တဲ့ချိန်မှာလည်းပဲသူ့ကိုပဲဝိုင်းရွေးတယ်။အဲ့တော့သူနှက်ဆက်ရတယ်။နောက်တတိယအချိန်သူကိုတမတရွေးကောက်ပွဲတင်တဲ့အချိန်မှာသူအောင်တဲ့အချိန်မှာသူအမှန်လို့တော့လူတွေကအာနာနဲ့ ငွေကြီးနဲ့ချမ်းသာလာပြီးရဲ့ဆိုလို့ရှိရင်သူတို့တွေကဒါလုံးကိုချုပ်ကန်ခြင်းနဲ့အာနာရှင်စနစ်ကိုလိုအပ်လာညှော်မှန်းလာကြလူတွေအဲ့အာနာရှင်ကိုဒါရင်မှုပျော်ရွှင်သွားတယ်အဲ့ဒါကြောင့်မို့လို့သူကရှင်းမြတ်ထပ်ပို့ပြီးတော့လုံမယ်ဆိုရင်အာနာရှင်စံသွားလိမ့်မယ်ဆိုပြီးတော့မှဒုံဝသမတဟာလွတ်လပ်တဲ့ဒီမိုကရေစီသမတဖြစ်တဲ့ဒီလီဘာတီကိုအခြေခံပြီးတော့မှပြပြပေးတဲ့အနေနဲ့သူကတတိယကြိမ်မှာသူကနှုတ်ထွက်လိုက်တယ်အဲဒါကြောင့်မို့လို့နောက်ထပ် ဒါဒုတိယတမတတယောက်ကြောင်းသွားတယ်။အဲ့ဒီကနေစပြီးတော့မှအမေရိကန်မှာဆိုရင်ဒါတမတတွေဟာနှစ်ကြိမ်ပြီးတော့သုံးကြိမ်ဆက်တိုက်ဘူး။သူ့ကိုလေးစားတဲ့အနေနဲ့အနာရှင်ကိုစန့်ကျင်တဲ့အနေနဲ့သူနှစ်ကြိမ်ထပ်ဖို့ပြီးတော့တမတမလုပ်ကြအောင်။ဒါပေမဲ့လို့ကျွန်တော်တို့ဒုတိယကဘာစစ်တုံးကတော့တမတကဒါတမတကနေပြောမှလေးကြိမ်ဆက်တိုက်ဒါယူခဲ့တယ်။သူကတော့ဒါကဘာစစ်ကြီးဖြစ်နေတဲ့အကြောင်းမလို့လိုအပ်ချက်အရာလို့လည်းချင်းကြနေနေပြောလို့ရတာပေါ့နော်။ ဒီ American Revolution ဟာလူတိုင်းအတွက်လွတ်လပ်မှုနိုင်ငံတော်ညီမျှမှုဆိုတဲ့ All men are created equal ဆိုတဲ့ ဇာတန်းကိုသူတို့ကအခြေခံပြီးတော့မှသဘောတရားကိုအခြေခံပြီးတော့ဘင်းစနစ်ကိုစန့်ကျင်ပြီးတော့မှပြည်သူ့စန္ဒာပေါ်မှာအခြေခံတဲ့သမဏနိုင်ငံတွေကိုသူတို့တွေကတည်ထောင်ခဲ့ကြတယ်။တော်လန်ရေးကနေပြီးတော့ဒီဆောင်ရေးကိုလုပ်ခဲ့တဲ့ From Revolution to Nation Building ပေါ်တော့အဲ့ဒီဟာဒီခုနှစ်စစ်ပွဲရဲ့အကျိုးဆက်လို့လည်းပြောလို့ရတယ်လို့ဒါအမေရိကန်တွေကသူ့ရဲ့ identity ကိုဒါခံစားတည်ဆောက်လာရင်လည်းအမေရိကန်ကတလာခဲ့တယ်။ အဲ့ဒီအမေရိကန်နိုင်ငံကြီးအခုဆိုရင်ဒါကဘာရဲ့ဘလက်ရီလေဘာတီကိုဒါကဥဆောင်နဲ့ဥဆောင်နိုင်ငံတစ်ခုအနေနဲ့ကဘာမှာရက်ကြည့်လာခဲ့တာနှစ်ပေါင်းကိုဒါ200ကျော်300ပေါ့နော်200ကျော်300လောက်ဖြစ်လာပြီဒီဒေါ်လာရေးကနေပြီးတော့မှဒီထောင်စုတစ်ခုကိုမွေးဖွားပေးခဲ့ပြီးတော့မှအခွင့်လို့ခေါ်တဲ့လေဘာတီတွေတန်းတူညီမျှမှုတွေရဲ့တဘာဝခွင့်အရေးတွေ ဒါ natural right ပေါ့နော်အဲ့ဒါတွေနဲ့ဆန်နမူနာတွေကိုပါကြီးစီကိုသူကချပြပေးတယ်ဥဆောင်နေတဲ့နိုင်ငံတကာနိုင်ငံတွေနဲ့ပါကနေရပြောမှာလက်ခံထားတယ် democracy စံနှုန်းတွေအခြေခံမူဝါဒတွေနဲ့နိုင်ငံတော်တစ်ခုစစ်စစ်တကြပြီးဆောက်ခဲ့တဲ့နိုင်ငံတခုအနေနဲ့လည်းပဲကဘာကနေရပြောမှာဒီမှတ်ပြုခဲ့တယ်။အဲကြောင့်မလို့လည်းပဲအမေရိကန်ရဲ့ logo အနေနဲ့ဆိုရင်ဒါ liberty ရုပ်ထုကြီးဟာလွတ်လပ်ခြင်းကိုစားပြုပြီးတော့မှာ ိုက်မှာတိုက်ပွဲတွေလွတ်လပ်ရေးဆိုတာတိုက်ပွဲတွေနဲ့ဖြူဆောင်ရမယ်ဆိုပြီးတော့မှဘက်မှာလွတ်လပ်ရေးပညာစာရန်တို့တဲ့1986ခုနှစ်ကိုဒါကြောက်ပြားပေါ်မှာကင်ထားတယ်။တစ်ဖက်ကနေလည်းပြီးတော့ Mishu တစ်စောင်းအနေနဲ့ဒါ Lightning of the War ဆိုတဲ့ကမ္ဘာရဲ့ Mishu တစ်စောင်းအနေနဲ့သူကပြထားတယ်။နောက်ခြေတော့မှာဆိုလို့ရှိရင်လည်းပဲဒါတန်ချီချင်းတွေကိုချိုးဖြတ်ပြီးတော့မှာ နောင်ဖွဲ့တွေရာနေရပြန်မှာတိုက်မြင်းထဲမှာဒီလေးပါးဒီလွတ်လပ်ရေကိုရထားတယ်ဆိုတော့လကားရတာတော့မဟုတ်ဘူးဆိုတော့ပေါ်ပြထားတယ်ငါတို့လေးပါးဒီရုပ်ထုကြီးဟာဆိုရင်ကဘာကနေရပြန်မှာအမေရိကန်ရဲ့ logo အနေနဲ့တရုတ်တကန်ဖြစ်တယ်လို့လည်းပဲပြောလို့ရတာပေါ့နော်အဲဒီတော့ကျွန်တော်အာဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုတွေထဲမှာဒီအမေရိကန်ရဲ့လေးပါးဒီရုပ်ထုကြီးအကြောင်းကိုလည်းပဲကျွန်တော်ပြောထားတာရှိပါတယ်အဲဒါကိုလည်းပဲဝင်ရောက်လေ့လာနားထောင်ပြလို့ရပါတယ် ို့အဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။ကျွန်တော်နောက်ပိုင်းနေမှာဆိုရင်အမေရိကန်မှာနိုင်ငံကြီးဖြစ်လာပြီးတဲ့နောက်မှာဘသူမှမသိသေးတဲ့အဆိုးဆုံးသမတာတွေနောက် priority လို့ခေါ်တဲ့ညည်ရည်လန်းပေါ့နော်ဒီမှာပြည်သူတွေအများကြီးကိုဒါအကုန်လုံးရဲ့အဲရှေးဦးရွှေဆောင်လူမျိုးတွေကစားပြီးလူမျိုးတွေအများကြီးကိုငင်းကြီးရွှေ့ပြီးတော့မှသူတို့လမ်းတစ်လျှောက်လုံးမှာသူတို့ဘလောက်ကြောင်ဒုက္ခတွေရောက်ခဲ့တယ်လဲ ကျွန်တော်ပြောပြောနေတဲ့ဇာဟာဂျူဝီလာလို့ခေါ်တဲ့ဒီဧဝလူမျိုးတွေကနေတဲ့ပြီးတော့မှသူတို့ဂုဏ်ပြုထားတဲ့ဇာဟာဂျူဝီလာအကြောင်းကိုလည်းကျွန်တော်နောက်ပြုချိုးမှာပြောပြပေးမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။